ဤလအတွင်ငကားပေါင်းအနောက်ရက်သို့လှဲ့ပါれထို့တူဝမ်းကမြောက်ရက်ကြောကတောင်ရက်အမိကအရှိအရက်သို့အတိအဒီရှိနေကြပါれအထူးသဖြင့်ငကားကောင်းဆိုတော့နတ်နဲ့ငကားမလှဲ့စားနေဆိုတဲ့အတိုင်းပဲရှီထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကြောင်းနဲ့အဲနတ်နဲ့ငကားမလှဲ့စားနေဆိုတဲ့အတိုင်းငကားကောင်းနဲ့ပတ်သက်ပြီးတော့ခီးတွက်တာအိမ်ဆောက်တာအဆရှိတဲ့လုပ်ငန်းဆောင်တာအပြောင်းအရွှေ့တွေမှာတော့အဲသတိပြုရန်အတွက်ပြောပြပြီးခြင်းဖြစ်ပါれဤလအတွင်ငကားကောင်းအနောက်ရက်သို့လှဲ့ပါれ ထို့သူဝမ်းကမြောက်ရဲကြောကတောင်ရဲအမိကအရှိရသူအသည်သည်ဒီရှိနေပါ၏ဂျမိုင်းနဲ့ပတ်သက်လာရင်ငါးလပိုင်းအတွက်ဟောစဒန်ကြီးအနေနဲ့မိတ်ဆွေတို့ဂျမိုင်းနဲ့ပတ်သက်လာတဲ့အခါယာတီအကူအပြောင်းကာလာများကြောင့်အများစုဟာဂျမိုင်းနဲ့ပတ်သက်လာရင် အနှဲငယ်ရှူကြတက်ပြီးတော့ဘယူဆိုင်တင်သောကာလဖြစ်ပါတယ် အစစ်အမြစ်အကြောအဆရှိသောအရာတွေအဖြစ်များတတ်ပါတယ်အထူးသဖြင့်ပထဝီတအားမြဲနေတဲ့အတွက်ကြောင့်မိษွေတို့အသက်60နှစ်အထက် ရှိသူတွေဒုက္ခအဆရှိတဲ့အရာတွေနဲ့ပတ်သက်လာလို့ရှိရင်ပုံမူတတိထားတဲ့တော့လာဖြစ်ပါတယ်ခင်ဗျာငားလာပိုင်းအတွင်းမှာအကျိုးပေးသောလုပ်ငန်းများကိုဖော်ပြပေးလိုက်ပါတယ်အထူးသဖြင့်ဒီငားလာပိုင်းအတွင်းမှာဆိုရင်အလှကုန်လုပ်ငန်းတွေရေထွက်ကုန်လုပ်ငန်းစားတောက်ကုန်လုပ်ငန်းစံစီစီစားစပ်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေ ဓာတ်ဆီဒီဇယ်တွင်းထွက်ပစ္စည်းလုပ်ငန်းတွေကူးတန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေများစွာထွန်းကားတက်သောတိုးတက်တက်သောလဖြစ်ပါれခြေတူလှုပ်ဆောင်တင်သောလဖြစ်ပါれရွှေစည်းအနှဲငယ်မငြိမ်မသက်ဖြစ်ပြီး အကြဘတ်သူသွားတက်ပါれဤလအပြင်မှာလက်မှုလုပ်ငန်းများအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းများပညာရေးဆိုင်ရာလုပ်ငန်းများဘာသာစကားသင်တန်းပကြီးပကုဘေးရင်အဆရှိသောလုပ်ငန်းများအားနည်းနေတက်ပြီးမိတ်ဆွေဟောင်း လူဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော့ကပေးရတတ်တာမျိုးဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကိုသတိထားစင်ကြင်ရန်လိုအပ်တော့လာဖြစ်ပါတယ်။အိုးအိမ်ရှံမီမြေယာလုပ်ငန်းတိုက်ခန့်ကအဆရှိသောအရာများအယောင်းနှေးအဝယ်နှေးဖြစ်တတ်တော့လာဖြစ်ပါတယ်။လူငယ်တွေရှည်ရင်းနဲ့ပတ်သက်လာရင်ငားလာပိုင်းတွင်မှာစံအားအလွန်ကောင်းနေတဲ့အတွက်မေတ္တာရေးဆိုင်ရာတွေကိုရှေ့တူဆောင်ရလှုပ်ဆောင်ရင်မိတ်ဆွေတို့အနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာတဲ့အခါဘာကိုဖြစ်ဖြစ်ရှေ့တူဆောင်ရလှုပ်ဆောင်မှဖူးစာဘတ်ပေါ်ခြင်း အဲမိမိတို့အနေနဲ့ဟိုအနာဂတ်အတွက်ရှစ်သူကြီးစားမိမိတို့နှစ်ရှည်လာမြောက်ဆိုတာလိုက်နေရတယ်သမီးကြီးစားရတဲ့နာကမတင်မပဲမမျောလင့်ထားတော့အောင်ကိုယ့်ကိုတစ်ဖက်ကနေ response လုပ်လာတာမျိုးဒီတုံ့ဝါတက်တဲ့အတွက်ကြောင့်မလို့ဆရာမိတ်ဆွေတွေအနေနဲ့အဲစံအားတက်တော့ကြောင့်ပူဇာပတ်ပေါ်နိုင်တော့လာဖြစ်ပါတယ်အိမ်တော်ကြီးမှတော့အိမ်တော်ရှင်များဖို့ဒီလဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်ပြီးတော့မိမိရဲ့အိမ်တွင်းရေးမှာမိသားစုရေးမှာအနှဲငယ်နားလည်မှုလွဲတက်တော့ကြောင့်ဒီငါးလပိုင်းတွင်မှာ ိမ်နောင်ကြီးနဲ့ပတ်သက်လာတဲ့အခါအရေးကြီးသောဆုံးဖြတ်ချက်တွေကိုအိမ်နောင်ရှင်များကိုရှာမှတ်ရန်မတင်တော့လာဖြစ်ပါတယ်။အထူးသတိပြုစင်ကြင်လိုတာကဒီလအတွင်းမှာလုပ်ငန်းအပြိုင်ဆိုင်တွေမိမိရဲ့အလုပ်အပြိုင်ဆိုင်တွေပေါ်လာတက်တော့လာဖြစ်ပါတယ်။ထို့အတူမိမိအားတဘုတ်လီလွင်ပြောဆိုခြင်းမကောင်းတဲ့ရင်ပြောခံရခြင်းဒီကြောင့်အတက်တယ်လို့မိမိရဲ့အတွင်းရေးကိစ္စများကိုဖြစ်နိုင်ရင် ဟိုမိမိတို့မယုံကြည်ရသောပုံကူများကိုဖွင့်ဟတိုင်မင်တာမျိုးပြောပြတာမျိုးတွေဟာမိတ်ဆွေတို့အတွက်အားနည်းချက်ဖြစ်ပြီးတော့မိမိကိုမကောင်းပြောဆိုတာမျိုးတပုတ်လေလွင်ပြောဆိုတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဒီလမှာပဋိဌာန်းစင်ကြင်ပြောဆိုရန်လိုအပ်ပါတယ်ဒီငါးလပိုင်းအတွင်းမှာအကျိုးပေးသောအယောင်များအနေနဲ့ကြက်သွေးရောင်ညီညိုရောင်ခရမ်းရောင်စသောအယောင်ရင်းရံတွေကိုဝတ်ဆင်ပြီးတော့မိမိတို့လိုရာကိစ္စတွေကိုပြုမှုဆောင်ရွက်လို့ကောင်းပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်၃ကဏ္ဍ ရှောက်ကနန်းနှစ်ကနန်းလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမွန်စေပါれအဆောင်ပြုလုပ်လိုပါကမိတ်ဆွေတို့နဲ့အနေနဲ့လောကပါလာနမင်းကြီးရုပ်ထုကိုမိမိရဲ့နေနံတူအသားနဲ့ဘဘူးထုလုပ်ဆောင်ခြင်းကမိတ်ဆွေတို့အတွက်ကံအားဆန်းအားတက်စီပါれခမရလောကပါလာရုပ်ထုလေးတွေကိုနေနံအသားနဲ့ဘဘူးထုလုပ်ပြီးတော့ထုလုပ်ပြီးတော့ဆောင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံအားဆန်းအားတက်ပါれ ဥပမာလောကပါလာနယုတ်ကိုဂျာစာပရိသားဆိုမကြီးသားတို့ပေါက်သားတို့ ਨੇ ထုလုပ်ပြီးတော့ဆောင်းရင်ကံအားဆန်အားတက်စီတော့လာဖြစ်ပါတယ်ဒီလအတွင်းမှာအကျိုးပေးသောနေသားအနေနဲ့တောက်ကြသားသမီးတနင်္လာသားသမီးတို့မဟုတ်အရေးကြီးသောကိစ္စတွေကိုတောက်ကြရဲ့တနင်္လာရက်ဒီမှာတွဲဖက်လှုပ်ဆောင်ရင်ပုံမူအပြူကံကောင်းစီပါတယ်ငါလာပိုင်းအတွင်းမှာအိမ်ဆောက်ပနတ်ရရေရွှန်းတူးလို့တဲ့မိတ်ဆွေများဖို့ငါလာပိုင်းအင်္ဂလိပ်လိုပဲပြောပါမယ်၁၂ရက် 18ရက်28ရက်နေ့ဒီမှာပြုလုပ်ဆောင်ရွက်ရင် ကောင်းမှာပါလေခင်ဗျာရှင်ပြုယဟန်ခံအိမ်တက်မင်္ဂလာပြုလုပ်လို့သူများအနေနဲ့9လပိုင်း17ရက်18ရက်22ရက်နေ့ဒီဟာမိတ်ဆွေတို့အတွက်ကောင်းမှုစီပါလေအိမ်တော်ပြုစိတ်ဆက်လက်ထမင်္ဂလာပြုလုပ်လို့သောမိတ်ဆွေများအခုကတော့9လပိုင်းအတွင်းမှာပဲ17ရက်19ရက်28ရက်နေ့ဒီကိုပြုလုပ်လို့ရပါတယ်မိမိတို့ရဲ့အရေးကြီးသောကိစ္စများကိုအဲ ဘဝအတွက်အထောက်အကူဖြစ်စေတဲ့ကိစ္စများကိုကောင်းတဲ့ပတ်မှာဆောင်ရွက်ဆုံးဖြတ်တိုးတက်စေရန်အတွက်ဆိုရင်တော့ဖြင့်ဒီ9လပိုင်းအတွင်းမှာ9ရက်18ရက်20ရက်နေ့တွေကိုအဲမိတ်ဆွေတို့အနေနဲ့ဟိုကောင်းမွန်သောရက်ကလေးအဖြစ်ရွေးချယ်ပြီးတော့စတင်လှုပ်ဆောင်ရင်ကောင်းမွန်တိုးတက်စေသောလဖြစ်ပါတယ်။အဋိဌံပြုလုပ်လို့သောဆရာရဲ့မိတ်ဆွေများအဖို့ကတော့မိမိအနေနဲ့မိမိရဲ့တက်စီအလိုက်မဟာသမယတုတ်ကိုအဋိဌံဝင်ပြီးဇီလိုပါတယ်။ အတက်က20ရ20ဆိုရင်ဥပမာအားဖြင့်အတက်က20ဆိုရင်မဟာသမယတုတ်ကိုရက်20တိတိအဋိဌံပြုပေးကိုဆိုလိုခြင်းဖြစ်ပါတယ်ခမညာဆရာငယ်အနေနဲ့၅လပိုင်းအတွက်စကားလက်ဆောင် ပေးခြင်းပါတယ်ခမညာ၅လပိုင်းအတွင်းမှာဆရာငယ်မိတ်ဆွေကိုစကားလက်ဆောင်ပေးရရင်မိတ်ဆွေများခမညာတင့်ကိုတင်ကန်ဆိုးနေပြီလို့ထင်ပါသလားဒါဆိုရင်စိတ်တိုင်းကြစိုးဝင်ပေးလိုက်ပါ မိတ်ဆွေတို့ရဲ့ကန့်ဆိုးမှုတွေကြုံလာတဲ့အခါမှာစိတ်တိုင်းကြပေးဆိုးလိုက်ပါ သင်သိထားရမှာကအဆိုးတွေကုန်တဲ့အခါအကောင်းတွေဟာအမြဲတမ်းရောက်ရှိလာမယ်ဆိုတာလောကတရားပါပဲဖြစ်တယ်ခင်ဗျာเนาะဆိုတော့ဆရာပြန်ပြောပြပါမယ်မိတ်ဆွေတို့အတွက်ငါးလပိုင်းအတွက်စကားလက်ဆောင်ပေးရရင်မိတ်ဆွေများခင်ဗျာတင့်ကိုတင်ကန့်ဆိုးနေပြီလို့ထင်ပါသလားဒါဆိုရင်စိတ်မညစ်ပါနဲ့စိတ်တိုင်းကြစိုးဝင်ပေးလိုက်ပါ သင်သိထားရမှာအစိုးရကုံတဲ့အခါမှာအကောင်းကြီးဆိုတာရောက်ရှိလာမှာလောကနီးရာမှာတရားပါပဲအစိုးရကိုကြောက်နေရင်အကြောက်တရားတွေဟာမိမိရဲ့ဘေးနားမှာပဲရစ်တည်နေဦးမှာဖြစ်တဲ့အတွက်အစိုးရကိုမကြောက်တဲ့အခါအကြောက်တရားတွေအစိုးရကမိမိနာနေပြီးတော့နေရမှာကြောက်သွားပါလိမ့်မယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဇာကတော့ဇန်ငယ်မိတ်ဆွေတွေအတွက်ငားလာပိုင်းအတွက်စကားလက်ဆောင်ဖြစ်ပါတယ်ဤကငားလာပိုင်းအတွက် ဟောဇရန် PE ဆရာကဆရာရဲ့မိတ်ဆွေတွေကိုဒါကဟောဇရန်ကြီးဖြစ်ပါတယ်တနင်္ဂနွေကစပြီးစနေအစုံဆရာ900ရက်သား900ရက်သားပြီးမိတ်ဆွေတွေအတွက်ကိုဗီဒီယိုတစ်ပုဒ်ချင်းစီတင်ပေးပါမယ်ခင်ဗျာဆရာငယ်နာမဖီရင်မေးချင်ရင်0939293416 7902941 WhatsApp Telegram Viber မှာဆက်သွယ်မိများနိုင်ပါတယ်ခင်ဗျာဆရာတစ်တော် Messenger ကနေဗီဒင်းဧည့်သည်လက်မှတ်ခံတယ်လို့ YouTube ဘယ်အခြားပလက်ဖောင်းကနေမှလက်မခံပါဘူးဖုန်းနံပါတ်တစ်လုံးပဲသုံးပါတယ်790290416ဖြစ်ပါတယ်ကဲဆရာရမိတ်ဆွေတွေဒီက9လပိုင်းအတွင်းမှာအစိုးမှန်အမြအကိုဒီ၄လပိုင်းထဲမှာကုံစင်ပြန်ခဲ့ပြီးတဲ့အခါလာမယ့်9လပိုင်းအတွင်းမှာမိတ်ဆွေတို့တယောက်ချင်းစီတိုင်းတူချင်းစီတိုင်းမှာကံကောင်းမှုတွေရရှိပြီးတဲ့အခါအဆက်ဆက်အရာရာယရနာစိန်ကြောက်ဇေတောက်တို့အောင်းကောင်းမှုတွေအေးချမ်းမှုတွေရရှိပြီးတော့ဘေးပြာမှန်သမျှဝေးကွာလို့ ိုစိတ်နှုတ်နှလုံးသုံးပါစလုံးအေးချကြပါစီကြောင်းနဲ့ဇဘူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းအောင် အောင်မြင်တိုးတက် ကြီးပွားကြပါစီလို့